hello အားလုံးမင်္ဂလာပါရှင်ဗီဒီယိုလေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခါပြပြပေးသွားမယ့် reading လေးက H နဲ့ပတ်သက်တဲ့ reading လေးပေါ့နော် ပထမရှေ့ကဗီဒီယိုမှာတော့ crash reading လေးနဲ့ပတ်သက်ပြီးတော့အမဟွာပြပြပေးထားတာဖြစ်ပါတယ်။အဲ့တော့အခုတစ်ခေါက်ကတော့ ace reading နဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီ reading လေးကိုတော့ market ကလေးရောမပြပြတော့ဘူးเนาะ။ဘာလို့လဲဆိုရင်အဲဒီ reading လေးပေါ့နော်ဒီ video လေးမလောက်ခင် page လေးမှာ ပိတ်ကပိုင်းအနေနဲ့ပေါ့နော် reading လေးဒါစာရေးပြီးတော့တင်ထားတာဖြစ်တဲ့အတွက်ကြောင့်အကယ်၍ဖတ်ရှုခြင်းနဲ့ဆိုရင်သွားပြီးတော့ဖတ်ရှုလို့ရပါတယ်ဒီဟာလေးကတော့အဲ့ဒီ pick ပိုင်း reading လေးကိုပြန်ပြီးတော့ဗီဒီယိုလေးလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့အဲ H လေးတွေပေါ့နော်ကိုယ့်ရဲ့ H လေးနဲ့ပတ်သက်ပြီးတော့သိကျင်နေတာလေးတွေပေါ့နော်ဗာလေးတွေသိရမလို့ဆိုရင် X က energy လေး သူ့ရဲ့အခုလက်ရှိမှာဖြစ်နေတဲ့ energy လေးကိုအမကကြည်ပြပေးမယ်။နောက်ပြီးဝရင်ပေါ့နော်။အမရဲ့ဒီ reading လေးကပြောရမဆိုရင်တော့အမ page လေးမှာရနိုင်တဲ့ package လေးတွေတခုပေါ့နော်။ဒါ H reading package လို့တော့ခေါ်ပါတယ်။ package ကတော့အတူလေးပါပဲ။ဘလို့မိကုန်းလေးတွေပါမလဲဆိုရင် သူကိုယ်ကိုချစ်သေးလား၊သူရောကိုယ်ကိုသတိရနေရဲ့လား၊သူပြန်လာမှလား။ ပြန်လာမယ်ဆိုရင်ဟောအချိန်အဖြစ်ဘလောက်ကြာမှပြန်လာနိုင်မှာလဲသူ့စီမှာနောက်လူအစ်စ်ကရနေပြီလားစတဲ့ဒီမိကုံးလေးတွေပေါ့နော်ဒီမိကုံးလေးတွေပါတဲ့ပုံစံလေးပေါ့နော်ဒီလို reading ပုံစံလေးကိုကြည်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရွေးချယ်စရာလေးနှစ်ခုပေးထားပါတယ်ဒီခေါင်းစည်းကွင်းလေးကတော့ပြောရမယ်ဆိုရင်တော့ငမကိုယ်တိုင်ထိုးရတာလေးတွေပေါ့နော်အရင်တော့ထိုးရတာပါအခုတော့မမှတ်မိတော့ပါဘူးဒါကတော့ကြုံလုံးကြွားရတာပါဒါလေးနော် ဒီကောင်းစီကွင်းလေးဒါလေးကိုတော့ပိုင်ဝန်းလေးလို့သတ်မှတ်လိုက်ပါမယ်เนาะဒီကောင်းစီကွင်းလေးကတော့ပိုင်2လေးပါပိုင်2လေးပါအရင်တော့ကတော့ထိုးခဲ့ဘူးပါတယ်အခုတော့မမှတ်မိတော့ဘူးเนาะအဲ့တော့ဒီကောင်းစီကွင်းလေးကိုရွေးချင်တဲ့သူလေးကတော့ပိုင်1ဒီကောင်းစီကွင်းလေးကိုရွေးချင်တဲ့သူလေးကတော့ပိုင်2ဖြစ်ပါတယ်အဲ့တော့ကိုကြိုက်နှစ်သက်ရာကောင်းစီကွင်းလေးကိုရွေးချယ်လိုက်ပါเนาะရွေးချယ်ပြီးရင်เนาะအဖြေလေးကို နားထောင်ကြည့်ရအောင်ကဲအကောင်စီခွင်းလေးကိုရွေးပြီးပြီလို့ညွှန်လင်းမိပါတယ်အတော့ပထမကောင်စီခွင်းလေးပေါ့နော်ရွေးထားတဲ့သူလေးတွေအတွက် H နဲ့ပတ်သက်တဲ့အကြောင်းလေးတွေနော်သူသိချင်းသူနဲ့ပတ်သက်ပြီးတော့ကိုသိချင်းနေတာလေးတွေကိုအမားက ွပြပေးသွားပါမယ်။အဲ့တော့ဒီကောင်းစီခွင်းလေးကိုရွေးတဲ့ x လေးရနော်ပြောမယ်ဆိုရင်ကွာအခုချိန်မှာတူရလीအ ငွေကြီးနဲ့ပတ်သက်ပြီးတော့စူးစမ်းနေရတာတွေကိုမြင်နေရတယ်။အာပြောမှစင်သူ့ရဲ့အလောက်ကိုင်းရေးအစဉ်ပြေဖို့ပေါ့နော်။ငွေကြီးတွေပို့ပြီးတော့အစဉ်ပြေလာဖို့သူ့မှာတော်တော်လေးကိုစူးစမ်းနေရတဲ့ energy မှာရှိနေတယ်။ပြောမှစင်တော့သူအခုချိန်မှာပေါ့နော်ဒီငွေကြီးကြီးပိုင်းနဲ့ပတ်သက်ပြီးတော့အစဉ်မပြေနေတာလေးတွေနည်းနည်းအခက်ခဲရှိနေတာလေးတွေတော့ရှိနေနိုင်တယ်။ဒီအတွက်ကြောင့်သူကငွေကြီးပိုင်းပေါ့နော် career ပိုင်းကိုပဲ ပို့ပြီးတော့အာယုံစိုက်နေရတဲ့ဆိုတဲ့ energy မျိုးကိုတော့မြင်မိပါတယ်เนาะအဲ့တော့ခုနကပြောသွားတဲ့မေခွန်းလေးတွေရဲ့အတိုင်းကိုတော့အမကတစ်ချက်ချင်းစီပြောပြပေးသွားမှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီမေခွန်းတွေအကုန်လုံးပါဝင်တဲ့ reading လေးကိုပဲအမကဖတ်ပြပေးသွားမှာဖြစ်တယ်เนาะအဲ့တော့ကိုကိုကိုသူတတိယနေတာတွေလည်းအမမြင်ရတယ်အဲပြောမှဆိုတော့ကသူ့ရင်ထဲမှာပေါ့เนาะကိုနဲ့ပတ်သက်ပြီးတော့တန်ရောစင်တွေလည်းရှိနေသေးတယ်အာ ပြန်လာခြင်းစိတ်ရှိလားဆိုရင်တော့ yes သူ့အနေနဲ့ကိုယ့်စီကိုလည်းပြန်လာခြင်းစိတ်တွေလည်းရှိနေတယ်ကွာပြောမှဆိုရင်တော့အကယ်၍ကိုယ့်စီကိုပြန်လာမယ်ဆိုရင်တော့သူ့မှာပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့ရင်ခုန်တဲ့အတ္တတွေ romance လေးပေါ့ကွာနှစ်ယောက်ကြားမှာ new romance လေးတွေပြန်ပြီးတော့ဖြစ်လာနိုင်တယ်ကွာသိတယ်မလားပြောမှဆိုရင်ကိုယ်နဲ့ပေါ့နော် new beginning လေးတွေ new romantic မိုးမှန်လေးတွေပေါ့ကွာအဲ့လိုမျိုးလေးတွေပြန်ပြီးတော့စတင်ခြင်းနဲ့အဲ့လိုမျိုးလေးတွေပြန်ပြီးတော့ဖြစ်တည်လာနိုင်တယ်ဆိုတော့ပေါ့နော်အဲ energy မျိုးလေးကိုတော့နှစ်ယောက်ရဲ့ဒါဟိုရှေ့ရေးနေနဲ့အမှမြင်ရတယ်အဲ့တော့อืมဒါမှန်ပေါ့နော်သူကပြောမှစတော့သူဟာကိုယ့်စီကိုဒီလိုမျိုးလေးပြန်လာခြင်းနဲ့ဒီလိုမျိုးလေးတွေပြန်ပြီးတော့ဖြစ်ခြင်းနဲ့ဆိုတော့စိတ်ကလေးပဲသူ့မှာရှိတယ်ဒါပေမဲ့သူ့မှာရုံးမထွက်နိုင်တဲ့အရာလေးတွေလည်းရှိနေသေးတယ်ကွာအမ် ူအရှိကိုပေါ့နော်ပြောမယ်ဆိုတော့ကသူခြေတလန်းတိုးဖို့သူစ조사လိုက်တိုင်းနောက်ကိုပြန်ပြန်စုံနေရတာကွာပြန်ပြန်ပြီးတော့သူ့ကိုဆွဲထားတယ်လို့မျိုးတွေဖြစ်နေတဲ့အရာတွေသူ့မှာရှိနေသေးတယ်အဲ့ဒီအရာတွေကလည်းသူ့အတွက်ခါရီချင်နာကျင်ရတယ်ပေါ့နော်ပင်မရတယ်ဒီပေါ့နော်ဟိုပြောပြမယ်သူစိတ်ထဲမှာကကိုယ်နဲ့ပတ်သက်ပြီးတော့ action မြန်မြန်ယူခြင်းနဲ့ဥမာကအဆက်အသွယ်ဆိုလဲအဆက်အသွယ်မြန်မြန်လုပ်ခြင်းနဲ့ ပြန်ပြီးတော့ဗောနောအစဉ်ပြေးခြင်းနဲ့အဆသဖြင့်ဗောနောအဲ့လိုမျိုးလေးတွေသူ့စိတ်မှာတွေးလိုက်တဲ့လုံမယ်ဆိုပြီးတော့သူကကိုစဉ်းစားလိုက်တာနဲ့သူ့တခုခုက ပြန်ပြန်ဆွဲထားသလိုမျိုးပေါ့နော်ခြေချုံမိနေရဲဆိုတဲ့ energy တွေမျိုးလေးမြင်နေရတဲ့ခါကျတော့လေဒါကအမအနေနဲ့ခံစားမိတော့ကတော့ဒါ third party situation ကြောင့်လို့တော့မြင်မိတယ်သူ့မှာနောက်လို့သိရနေပြီလားဆိုတော့မိခွန်းလေးနဲ့ဖြေပြောရမယ်ဆိုရင်တော့ဒီ energy ရဆိုတော့ yes ရနေနိုင်တယ်เนาะနောက်လူတစ်ယောက်ကတော့ရှိနေနိုင်တယ်တချို့လေးတွေကြတော့နောက်လူဟိုကားပေါ့เนาะပြောရမယ်ဆိုရင်တော့အဲ ဘယ်လိုပြောမလဲနည်းနည်းဟိုတချို့တချို့လေးတွေ energy ကကြတော့ကွာနောက်လူဆိုတာထက်ဘယ်လိုပြောမလဲဟိုသူ့ရဲ့အရင်က x ကသူ့စီကိုပြန်လာတဲ့ပုံစံမျိုးပေါ့နော် အဲ့လိုပုံစံမျိုးနဲ့နှစ်ယောက်ကကွဲဝါးရတယ်ပေါ့ကွယ်ဝေးကွာသွားရတယ်ဆိုတော့ပုံစံမျိုးလေးတွေကိုလည်းခံစားမိတယ်ဒီပိုင်လေးကိုရွေးတဲ့သူလေးတွေမှာလေဟိုတချို့လေးတွေကကျတော့ကိုနဲ့ကိုလမ်းခွဲပြီးတော့မှနောက်လူအစ်တရောက်လာတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲအဲ့လိုအနေချင်းမျိုးလေးတွေရှိရဲခုနကပြောလို့ကိုကိုနဲ့တော့ဒီဟိုကြိုက်နေပါရဲ့ဒါပေမဲ့အရှိရဲ့လူကပေါ့နော်သူ့ရဲ့အရင် ace ကပြန်ပြီးတော့ရောက်လာပြီးတော့နှောက်ရှက်တဲ့ခါကျတော့ကိုနဲ့ပြန်ပြီးတော့ break ဖြစ်သွားတယ်ဆိုတော့ energy ကတော့ပို့ပြီးတော့ strong ဖြစ်တယ်ပေါ့နော်အဲဘာပဲဖြစ်ဖြစ်သူ့မှာ ာလက်ရှိမှာတော့သက်ပါတီဆက်ကြွေးရှင်ရှိနေဆိုတဲ့ပုံစံလေးကိုတော့မြင်နေရတယ်ပေါ့နော်။အင်းသူနဲ့ကိုနဲ့ကြားမှာလေးတိလာနည်းနည်းလေးပေါ့နော်မမျှမတတွေစသဖြင့်အဲ့လိုမျိုးတွေမြန်ဖြစ်ခဲ့တဲ့အခြေအနေတွေရှိခဲ့လာအဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုရင် तू ကလေဟိုပြန်ပြီးတော့ပေါ့နော်ဟိုကိုနဲ့ပေါ့နော်ပြန်ပြီးတော့မျက်မျက်တတပြန်ဖြစ်ခြင်းနဲ့စိတ်လေးကြီးလည်းရှိတယ်ပြန်ပြီးတော့ ကိုကိုခံစားခဲ့ရတဲ့အရာတွေအတွက်เนาะသူကပြန်ပြီးတော့မျှတမှုလေးပြန်ပြီးပေးခြင်းလေပေါ့เนาะအဲ့လိုစိတ်လေးတွေရှိတယ်။ဒါတော့သူခံစားချက်လေးပေါ့เนาะအကယ်၍သူနဲ့အဆက်အသွယ်ပြန်ရနိုင်မလားဆိုရင်တော့သူပြန်လာမလားမလာဘူးလားဆိုတာထက်အမဒီမှာမိတဲ့ energy ကအဆက်အသွယ်ရမရဆိုတာကိုပို့ပြီးတော့ energy မိပါတယ်။ပြန်လာမလားလာမလားဆိုတာကတော့ခဏတော့စောင့်ကြည့်ရအောင်ပါပေါ့เนาะအကယ်၍အဆက်အသွယ်ကွာအကယ်၍ပေါ့เนาะအနည်းဆုံးအချိန်ဆိုရင်တော့သူက နှစ်ရက်အတွင်းနှစ်ပတ်အတွင်းနှစ်လအတွင်းအဆက်အသွယ်ပြန်ရနိုင်တဲ့မျိုးလေးဖြစ်တတ်တဲ့ တကယ်လို့ပေါ့နော်အချိန်ကာလတခုဝေးသေးတယ်ဆိုရင်တော့9လအတွင်းသို့မဟုတ်10လအတွင်းသူ့စီကနေအဆက်အသွယ်ပြန်ရတာမျိုးလေးတွေဖြစ်တတ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီတစ်ဖက်လိုပေါ့နော်ကိုတွင်းနေတဲ့ကိုရဲ့ age တစ်ဖက်လိုကဘလို့ sign လေးတွေကပို့ပြီးတော့ energy မိလဲဆိုရင်ကွာ water sign လေးတွေနော်တစ်ဖက်လိုက water sign ဖြစ်နိုင်တယ် water sign လေးတွေကပို့ပြီးတော့ strong ဖြစ်တယ်ဒါပေမဲ့ fire sign လေးတွေ x sign လေးတွေကိုလည်းပဲမြင်ရတယ်ပေါ့နော်ဒါပေမဲ့ခုနကပြောတဲ့ water sign energy လေးတွေကတော့ပို့ပြီးတော့ strong ဖြစ်တာကိုမြင်ရတယ် air sign လေးကြီးလည်းမြင်ရပါတယ်ဒါပေမဲ့သူတို့ကတော့နည်းနည်းလေး action ကတော့နှေးနေ air sign ဆိုတဲ့အတိုင်းပဲကွာတိတယ်မှာလေထဲမှာလွင့်နေသေးတဲ့အခါကျတော့ action လေးတွေကတိတ်ပြီးတော့မယူနိုင်တော့သူတို့ဟာနဲ့သူတို့လည်းနည်းနည်းလွင့်နေသေးတယ် okay အဲ့တော့ဒီ sign လေးတွေကတော့ဘောနော်ဒါကတော့မြင်ရတဲ့ဒီကတ်ကလေးတွေမှာမြင်ရတဲ့နမိတ် sign လေးတွေပေါ့ကွာဟို energy ကတော့အဲကိုက်ညီတဲ့သူလေးတွေကတော့ဘောနော်ဒီ reading လေးကိုနားထောင်ပြီးတော့ဒီပြောရမယ်ဆိုရင်တော့ ဟိုသူ့ရဲ့ energy လေးတွေသူ့ရဲ့ကိုယ်ပေါ်မှာထားတဲ့စိတ်ထားလေးတွေစသဖြင့်အဲ့ဒါလေးတွေကိုပေါ့နော်သိရှိသွားပြီးတဲ့အခါကျရင်တော့အဲကိုယ်စိတ်လေးထဲမှာနည်းနည်းလေးတော့ပေါ့နော်အဲအဆင်ပြေသွားလိမ့်မယ်လို့တော့ထင်ပါတယ်အဲ့တော့อืมသူ့ကိုညှော်နေသေးတဲ့သူလေးတွေဆိုရင်တော့ yes ထပ်ပြီးတော့ညှော်လင်းကြည့်အောင်ပေါ့နော်အခြေအနေကတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးလေးကိုတော့ခံစားမိတယ် connection ကတော့ လုံးဝကြီးပြတ်တောက်သွားတဲ့ connection လိုမျိုးတော့မဟုတ်ဘူးပေါ့နော်တခုခုတော့ connection နှစ်ယောက်ကြားမှာရှိနေသေးတယ်ကွာပြန်ပြီးတော့ဆက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့ခံစားမိတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒီပိုင်ဝန်းလေးကိုရွေးထားတဲ့သူလေးတွေရဲ့ h နဲ့ပတ်သက်ပြီးပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့အမကပိုင်2လေးကိုသွားမယ်နော်ပိုင်တူးလေးပေါ့နော်ပိုင်တူးလေးကအခုချိန်မှာပိုင်တူးလေးတွေးနေတဲ့သူလေးပေါ့နော်ဒီဒီဒီခေါင်းစီခွင်းလေးကိုယူရတဲ့သူလေး X ace ကเนาะဘယ်လိုမျိုးလေးတွေကိုအဲ energy ရှိနေလဲဆိုတာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ point 2လေး ace ကပေါ့เนาะอืมသူ့ဘဝမှာအခုချိန်ရလေးသိလားဘယ်လိုပြောရမလဲသူ့ဘဝရဲ့ကံကြမ္မာပေါ့เนาะကံကြမ္မာအလှည့်ပြောင်းလေးတွေကိုကြုံနေရတာလေးတွေကိုတွေ့ရတယ်ဘလို့အလှည့်ပြောင်းနေလဲဆိုရင်ကအကယ်၍သူက သူအတိတ်မှာပေါ့နော်ကောင်းတာလေးတွေကောင်းတဲ့လုပ်ရက်လေးတွေသူလုပ်ခဲ့တယ်ဆိုရင်တော့အခုချိန်မှာသူ့အတွက်ကံကောင်းခြင်းလေးတွေပြန်လဲပြီးတော့ရောက်ရှိလာပြီဖြစ်တယ်အကယ်၍သူသာအတိတ်မှာပေါ့နော်မကောင်းခဲ့ဘူးကွာဆိုးခဲ့တယ်ဥမာကကိုနဲ့ပတ်သက်ပြီးလဲကိုယ့်ပုံမှာအနိုင်ကျင့်တယ်ဆိုးခဲ့တယ်ကိုယ်နာကျင်မှုတွေပဲပေးတယ်အဆင်မပြေမှုတွေပဲပေးတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပဲသူလုပ်ခဲ့တယ်ဆိုရင်တော့အခုချိန်မှာသူပြန်ပြီးတော့ဝိလန်နေတယ်ဆိုတဲ့အန်နာချင်းရောပေါ့နော် ဒါရည်ရတော့မဟုတ်ပါဘူးဒီလိုမျိုးလေးတွေသူ့ဘက်မှာဖြစ်နေတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ဒီလိုမျိုးသူခံစားရတဲ့ခါကျတော့လေသူ့အနေနဲ့อ่ะခွာပြောမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့တော့အတိတရားလေးတွေနည်းနည်းချင်းစီတော့ရလာတယ်ဆိုတဲ့ energy မျိုးလေးကိုလည်းခံစားရတာကွာဒီလိုမျိုးသူအတိတရားလေးတွေရလာတဲ့ခါကျတော့ကကိုယ်ရဲ့ဒီစေတနာမေတ္တာတွေကိုလည်းသူတဖြည်းဖြည်းချင်းနားလည်လာတယ်เนาะအဲ့လို energy မျိုးလေးမှာသူကလက်ရှိမှာတော့ရှိနေတယ်ပေါ့နော်အဲ့တော့ သူ့အနေနဲ့ပေါ့နော်ကိုကိုသတိရလားဆိုရင်တော့ yes ရတယ်နော်ရတယ်ဘာလို့ဆိုရင်ဘာလို့ဆိုကွာ तू ကလေ तू ခံစားနေရတဲ့အပြစ်တွေပေါ့နော်အခုအချိန်မှာ तू ပြန်ပြီးတော့ခံလာရတဲ့ခါကြတော့ကွာကိုယ်သိတယ်မလားပြုခဲ့မိတဲ့အရာတွေကိုပေါ့နော် तू ပြစ်ထားခဲ့မိတဲ့အရာတွေ तू စိတ်တွေဒီမှာပေါ့နော်ဟိုဘယ်လိုပြောမလဲခုအတွက်ပေါ့နော်ဒီခံစားချက်လေးတွေပေါ့ကွာသိတယ်မလားပြန်ပြီးတော့ဘယ်လိုပြောရမလဲဟို ြန်ပြီးဖြစ်လာတာပေါ့နော်ကို့ကိုတတိတတိလဲရတယ်လို့ကို့ဘောမှာလောက်ခဲ့တဲ့အရာတွေတော့လဲသူကပြန်ပြီးတော့ဟိုတုံတက်မိလာတယ်နောင်တရလာတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲအဲ့လိုအတွက်ကြောင့်သူစိတ်မှာကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနားလဲတဲ့စိတ်လေးတွေကို့စေတနာတွေကိုနားလဲလာတဲ့စိတ်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေပြန်ပြီးတော့ဖြစ်တည်လာတယ်ဆိုတဲ့ပုံစံမျိုးလေးကိုမြင်ရတယ်อืม နောက်ပြီးတော့ပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့သူရင်ထဲမှာအချစ်တွေ romance တွေလည်းသူရင်ထဲမှာပြန်ပြီးတော့ရှင်သန်လာပါပြီပြန်ပြီးတော့သူရင်ထဲမှာကိန်းအောင်လာပြီဆိုတဲ့ပုံစံမျိုးလေးတွေကိုမြင်ရတယ်နောက်ပြီးတော့လေသူကလေသိလားဒီအခုအချိန်မှာသူခံစားနေရတဲ့ရိုင်နဲ့ပတ်သက်ပြီးတော့ကွာသူကအတိတ်တရားလေးတွေရလာတာနဲ့အလှရောက်ပို့ပြီးတော့ရင်ကျက်လာတယ် ရင်နဲ့မတူတဲ့ပို့ပြီးတော့ရင်းချက်လာတဲ့ပုံစံမျိုးလေးကြီးလည်းမြင်ရတယ်။အဲကိုနှစ်ပတ်သက်ပြီးပေါ့နော်ကိုနှစ်ပတ်သက်ပြီးဆိုတာကသူ့ရဲ့သူ့ရဲ့ဒီအချစ်အတွက်ပေါ့နော်ပို့ပြီးတော့တတိတွေရှိလဲပုံစံမျိုးတွေကိုလည်းမြင်ရတယ်။သူ့အချစ်အတွက်ပေါ့ကွာတဲ့မလား။ရင်ဆိုင်ရဲတယ်လို့ရင်ဆိုင်မဲလို့စသဖြင့်ပေါ့နော်။ဟိုအဲ့လိုမျိုးလေးကြီးလည်းသူ့စိတ်ထဲမှာတတိလေးတွေရှိလာတယ်။ဒါပေမဲ့အခုချိန်တော့မဟုတ်ဘူးတစ်ချိန်ချိန်ပေါ့နော်။တစ်ချိန်ချိန်ကြရင်တော့သူကကိုရှေ့မှာပြန်ပြီးတော့မမမမရက်တီပေးပြီးတော့ကို့အတွက်ပေါ့နော်ဒီ တကယ်ကိုဘတ်ဂျက်ပါဆန်တယောက်ဖြစ်သူကတရှိလာမယ်ဆိုရဲပေါ့နော်အဲအဲ့လိုအဲ့လို energy မျိုးတွေတောင်မှခံစားမိရဲ့သူ energy မှာလေအဲ့တော့ဘာပဲဖြစ်ဖြစ်ကောင်းတဲ့အချိန်လေးတွေတော့ဖြစ်လာလိမ့်မယ်ဒီလနှစ်ယောက်ကြာမှာလေအချိန်လေးကောင်းလေးတွေတော့ပြန်ပြီးတော့ဖြစ်တည်လာမှာတွေကိုရှိတယ်ကွာအဲဒါပေမဲ့အဲ့ဒါကတော့အချိန်တစ်ခုလို့တော့အမခုနပြောသွားတာနော်အချိန်တစ်ခုဒီအချိန်တစ်ခုမရောက်ခင်တော့နှစ်ယောက်ကြာမှာနှောင့်ရှက်လေးတွေတော့ရှိနေသေးတယ်မြင်ရတယ်ဒါကတော့အဲ့ဒီအနှောင့်ရှက်ကတပ်ပါတယ်တပ်ပါတယ်ပဲ ချိန်သေးတယ်ဘာလို့လဲဆိုတော့ဒီသက်ပါတီကနည်းနည်းလေးနှောင့်နေတာတွေကိုခံစားရတယ်အဲဒီလိုမျိုးပေါ့နော်ကြားလို့ရှိနေတဲ့အတွက်ကြောင့်နှစ်ယောက်ကတော့အခုချိန်မှာတော့တိတ် ပြီးတော့နီးမနီးဆက်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့သူ့ရင်ထဲမှာကို့အတွက်တော့ပြန်ပြီးတော့ခံစားချက်တွေရှင်းတန်းလာပြီဆိုတာတွေကိုတော့မြင်ရတယ်ပေါ့နော်တချိန်ချိန်ကြာရင်တော့သူပြန်ပြီးတော့ဆက်သွယ်လာပါလိမ့်မယ်နှစ်ယောက်ကရှေ့လျှောက်ပြီးရှေ့လျှောက်ကတော့ပေါ့နော်အဲ ပို့ပြီးတော့ပေါ့နော်ဒီပြန်ပြီးတော့အဆက်အသွယ်တွေရမယ်ပြန်ပြီးတော့ connection တွေပြန်မိလာမယ်ဆိုရင်တော့ပို့ကောင်းတဲ့အချိန်ဒီတစ်ခုကိုရောက်သွားနိုင်မယ်ဆိုပြီးတော့ခံစားမိရပေါ့နော်ဒီအဲအချိန်အားဖြင့်ပြောရမယ်ဆိုရင်တော့ပေါ့နော်အကယ်၍အနီးတယ်ဆိုရင်10ရက်အတွင်း10ရက်အတွင်းဒါမှမဟုတ်ရင်10ပတ်အတွင်း10ပတ်အတွင်းအဲ့လိုကာလတွေမှာအဆက်အသွယ်ရတတ်တယ်အကယ်၍ဝင်းမယ်ဆိုရင်တော့10လလောက်ထိသို့မဟုတ်10လလောက်ထိအကြာတော့မှအဆက်အသွယ်ရတာမျိုးဖြစ်တတ်တယ် ်เนาะဒီမှာဒီနေ့ဖတ်မိရသလား energy ကလေပိုင်းနှစ်ခုလုံးမှာကွာနည်းနည်းဟိုဘယ်လိုပြရမလဲ energy လေးတွေကကောင်းတယ်အကောင်းတယ်ဆိုတော့ရှေ့ရှေ့လျှောက်ပေါ့เนาะဒီနှစ်ယောက်ကြာမှာဖြစ်လာနိုင်တဲ့ energy လေးတွေကကောင်းတာလေးတွေကိုပဲတွေ့ရတဲ့အခါကျတော့လေဘာပဲဖြစ်ဖြစ်ဒါကိုယ်ဒီဒီအချိန်မှာအကောင်းဆုံး နေနေတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတယ်လို့တော့ခံစားမိတယ်ကွာ။ဥမာကောကောကတော့ negative energy တွေနဲ့ပဲနေနေတဲ့ဟာပူလောင်မှုတွေ၊ပူဆွေးမှုတွေ၊မုန်းတီးမှုတွေခွင့်မလွန်နိုင်ခြင်းတွေစသဖြင့်အဲ့လိုမျိုးတွေပဲနေနေမှာဆိုရင်တော့ negative energy တွေပဲဖြစ်နေမှာဆိုတော့လေ result ကလည်းကောင်းမှာမဟုတ်ဘူး။အခုကိုကိုတိုင်းကလည်းကိုကိုကိုတံမိုးထားပြီးတော့ကိုကိုကိုအကောင်းဆုံးနေနေတဲ့ positive energy တွေနဲ့လည်းနေနေတယ်ပျော့ပျော့ရွှင်ရွှင်နေနေတဲ့အခါကျတော့ကိုယ့်ရဲ့ဒီမျှော်လင့်ချက်တွေပေါ့နော်ဒီအရာတွေက ပေါ့စတစ်လေးတွေပြန်ပြီးတော့ဖြစ်လာတယ်လို့တော့ပေါ့နော်အမားတော့အလိုခံစားမိတယ်နော်အဲ့တော့တစ်ဖက်လူပေါ့နော်ကိုတွင်းနေတဲ့တစ်ဖက်လူက sign နေနေဆိုရင်တော့ fire sign လေးတွေ fire sign လေးတွေကပို့ပြီးတော့ strong ဖြစ်တာကိုမြင်ရတယ်ဒါပေမဲ့ water sign ရော air sign လေးတွေလည်းပါတယ်ပေါ့နော်တွေ့ရတာကောက်ကဒီမှာ x sign လေးတွေကတော့အရင်ကြီးမထင်ရှားဘူးပေါ့နော်မထင်မရှားလေးတွေပဲရှိတဲ့ခါကြတော့လေဒါပေမဲ့ဘယ် sign ကတော့အရင်ကြီးတော့အရင်မကြည့်ပါဘူး energy ကအဓိကပဲဆိုတော့လေနော် အဲ့တော့ဒါလေးကတော့ပိုင်2လို့ပဲပြောရမှာပေါ့နော်ဒီကောင်းစီကွင်းလေးကိုရွေးတယ်ပိုင်2လေးတွေရဲ့တစ်ဖက်လို့နော်တစ်ဖက်လို့နဲ့ပတ်သက်ပြီးတော့အဲပိုင်2လေးရဲ့ H နဲ့ပတ်သက်ပြီးတော့သူရဲ့ energy လေးနဲ့ရှေးလျှောက်ပေါ့နော်ဒီနှစ်ယောက်ကြားမှာဖြစ်လာနိုင်မဲ့ energy လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ reading လေးကိုပေါ့နော်သဘောကျမယ်လို့တော့အဲမျှော်လင့်မိပါတယ်အကယ်၍ reading လေးကိုသဘောကျပါက နော်အမကိုဒီဗီဒီယိုလေးကို like and comment လေးတွေနဲ့အားပေးကြပါအောင်လို့နော် နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာလည်းအားပေးကြပါအောင်လို့နော်အခုလိုမျိုးအားပေးကြတဲ့အတွက်အမကတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်အဲနောက်ထပ်လည်းဗီဒီယိုလေးတွေကိုပေါ့နော်ဒီ idea လေးအသစ်စမ်းလေးနဲ့တင်ဆက်နိုင်အောင်လည်းကြိုးစားသွားပါမယ်အဲ့တော့အားပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် တော့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ရအောင်เนาะကျေးဇူးတင်ပါတယ် see you bye bye